ားလုံးမင်္ဂလာပါဒီနေ့မှလည်းကျွန်တော် unboxing လေးတစ်ခုလုပ်ပြမှာပေါ့နော်ဒါပေမဲ့ခါတိုင်းလို့ကျွန်တော်ဖုန်းတွေနဲ့ဂျက်တွေတက်ဘလက်တွေဘာမှမဟုတ်ပါဘူးဘာလေးဖောက်มาလဲဆိုတော့ကင်မရာဟိုမှကင်မရာအသေးသေးလေး DJI ရဲ့ Osmo Nano လေးကိုကျွန်တော်ဒီနေ့ unboxing လုပ်ကြည့်มาပါဆိုတော့ဒီဟာလေးကတော့ကျွန်တော်တကူးတကဖုန်းပေါက်ကိုသွားကြည့်ကြပြီးကျွန်တော်ဖောက်ခြင်းလို့စမ်းခြင်းလို့ကလိခြင်းလို့အဲတတောင်းထားတဲ့ပစိလေးပေါ့နော်အဲကြောင့်အဲဒီဟာကိုကျွန်တော်ဘန်ကောက်သွားတော့ဘန်ကောက်မှာစမ်းခဲ့တယ်ဝယ်ဖို့လည်းစဉ်းစားရပါတော့ဒါပေမဲ့ ဒီဂျီအန်အသိရတိုင်းပဲဇီးကခဏခဏကြတယ်ဈေးလျှော့တယ်ဆိုတော့ကျွန်တော်မဝယ်သေးပဲနဲ့စောင့်နေတာအခုဖုန်းမရောင်းနေပြီဆိုတော့ကျွန်တော်သူ့စီမှာသွားပြီးတော့ကြည့်ကြပြီးတောင်းထားတာပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်ဒီနေ့အန်ဘောစင်းလုပ်ပေးပါမယ်အဲ disclaimer အနေနဲ့ကျွန်တော်ပြောချင်တာကကျွန်တော်ကင်မရာဂိုင်းမဟုတ်ပါဘူးကင်မရာသမားလည်းမဟုတ်ပါဘူးဆိုတော့ကျွန်တော်ဒီမှာပါလာရဲ့ spec တွေရွေးပြမယ်ကျွန်တော်ဖောက်လိုက်တဲ့အချိန်မှာခန်းစားရတဲ့ခန်းစားချက်တွေပြောပေးသွားမယ်ဒီလောက်ပဲတော့မှာပါဆိုတော့ဒီကောင်လေးရဲ့ဈေးနှုန်းကတော့ဒီမှာကျွန်တော်စာတန်းလေးထုတ်ပေးလိုက်မယ်ပေါ့နော်တကယ်လို့လိုချင်တယ်ဆိုရင်ကျွန်တော် review နဲ့ကူညီပေးတဲ့ဖုန်းပါ page မှာတော့ရောက် ဝယ်ယူအပ်လို့ရပါတယ်ဖုန်းမရဲ့ link ကိုလည်းကျွန်တော်ဒီမှာစာရင်းလေးထိုးပေးထားပါတယ်ဆိုတော့ပြောနေရကြပါတယ်ကျွန်တော် unboxing လေးတစ်ချက်စလိုက်အောင်ပေါ့နော်ဆိုတော့ဘာလို့ကျွန်တော်ဒီကောင်လေးကိုကလိကျင်လာရဲ့လိုချင်လာလဲဆိုတော့ကျွန်တော် POV shot တွေရိုက်တဲ့နေရာမှာနည်းနည်းစမ်းကြည့်နေတော့ပေါ့နော်ကလိကလိကျင်လာလဲပါအဲဒါကြောင့်ဒီကောင်လေးကိုကျွန်တော်လိုချင်တာပါတကယ်တော့လိုချင်တာပါဝယ်ဝယ်ချင်တာပါ နည်းနည်းဒါပေမဲ့လောလောဆယ်ဒီမှာ unboxing လုပ်ပြီးကျွန်တော်တစ်ချက် click လိုက်မယ်ပေါ့နော်ဟွန်း camera okay ဆိုတော့ဟောရဲ့ဟာလေးရတော့ဒါလေးပါပဲဘူးထဲမှာဘာတွေပါလာမလဲအဲဒီ तू က standard combo ပေါ့နော် bundle standard ပေါ့နော် 128GB version ဆိုတော့ဒီမှာဘေးမှာစာတွေကိုကျွန်တော်ပြီးမှဖတ်ပြမယ်ဘာလို့လဲဆိုတော့ကျွန်တော် camera အကြောင်းအများကြီးပြောနိုင်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်ဘာဘူးထဲကဖောက်ဖောက်ချင်း ဒီလိုဘူးလေးတစ်ခုပါမယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာကင်မရာနဲ့ dock လေးနဲ့ပေါ့နော်ဆိုတော့ကင်မရာလေးကဒါလေးပဲတသေးလေး so cute ချက်စရာလေးပြီးမှကြည့်မယ်ပြီးတော့ကျွန်တော်တို့ဒီမှာ DJI Foran နဲ့ DJI Foran QR code လေးပါလာမယ်ပြီးတော့တူတူဆန်းဆန်းကြမ်းနော် sticker လေးတစ်ခုပါလာမယ်ပေါ့နော်ချက်စရာလေး sticker လေးပါလာမယ်နောက်ပြီးတော့ကျွန်တော်ဘာပါအောင်လဲဆိုတော့ဘာမှတော့မပါတော့ပါဘူးဒါပါပဲဆိုတော့ဘူးထဲမှာပါရတော့ဒါအကုန်ပါပဲ ့ Osmo Nano ဆိုတဲ့အတိုင်းပဲပါတယ်ရလဲတိတိလေးတွေပါပဲကင်မရာကိုနောက်ဆုံးမှကျွန်တော်တို့ကြည့်မယ်ဆိုတော့ဒီမှာကျွန်တော်တို့အာဒါတော့ဒီမှာကျွန်တော်ဟိုဘယ်လိုပြောမလဲနှံနေပါတယ်နေရံနေမှာကတ်ဖို့ပေါ့နော်အဲလိုလိုကတ်ပြီးရင်အာမကင်မရာလေးထောင်ဖို့ပေါ့နော်အဲ့မှာတော့တိတ်မကတ်ဘူးတကယ်တော့ကတ်ချင်အောင်ဆောင်ရပြီးတော့ကျွန်တော်ဒီမှာ type c2 c2 လေးပါလာမယ် ပြီးတော့ကျွန်တော်တို့ဒီမှာလမ်းရက်လေးပေါ့နော်လမ်းရက်ဆိုတာကကျွန်တော်တို့ဒီလေဘေးမှာဆွဲလို့ရတဲ့ဟာလေးပေါ့နော်ဒါလေးကိုကျွန်တော်ပြီးမှဆွဲပြမယ်မက်ဂနက်တစ်နဲ့ပဲပြီးတော့ဘာပါသေးလဲဆိုတော့ဘန်ဒယ်ဆက်ဆွဲထားမယ်တတော်ဆုံဆုံလေးနဲ့ပါတော့ဒီမှာကကျွန်တော်တို့ manual bolt လေးပါလာမယ် manual bolt တော့မဖောက်တော့ဘူးပြီးတော့ဒီမှာနှစ်ခုပေါ့နော်ပထမတစ်ခုကဒါလေးက ဟောဒါကလစ်လေးပေါ့နော်ကျွန်တော်အုတ်ထုတ်တွေဘာတွေမှာချိတ်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 တဲ့ကလစ်လေးပေါ့နော်ဆိုတော့ဒါလေးပါလာမယ်ပြီးတော့ဒီမှာကာဘာလေးပါလာမယ်ပေါ့နော်ဆိုတော့ပါလာတာတွေကတော့အကာဘာအောက်ပါမနေနည်းနည်းပါလာမှာပေါ့နော်ဆိုတော့ပါလာတာတွေကတော့အများကြီးပဲအကာဘာတော့ဟိုဟာလေဟိုဘွားနာနိုတော့ပဲပါတော့ဟိုဟာဟိုဟာတော့မပါအော့ဂတ်ဒေါ့တော့မပါအကာဘာဘပါလာလေးရတော့ဒါလေးပေါ့နော်နာနိုဆိုပေမဲ့လည်းသူ့ရဲ့ accessories တွေကမလေးမနေဘူးပဲ ဆိုတော့ကင်မရာလေးကိုစပြီးတော့ကြည့်ပါမယ်တကယ်ကိုကင်မရာကသေးသေးလေးပါ1.1.1.3 inches စင်ဆာဆိုအရန်ကြီးရောမဟုတ်ဘူးเนาะဆိုတော့ဒီမှာကင်မရာလေးပါလာမယ်အဲကျွန်တော်ဒီမှာ lens ပိတ်တဲ့ဟာလေးလားမသိဘူးစပြီးရောမဟုတ်ဟုတ်တယ်ဟုတ်တယ်ဒီမှာ lens လဲလို့ရရပါဘောเนาะဆိုတော့ဒီ lens one နေပါလာမယ်အဲဒီမှာရေးတာပါနော်1.1.3ရဲ့13 13.9 mm ဆိုတော့လုံးဝ ultra wide ပေါ့နော်ဆိုတော့ဒါလေးကတော့ကင်မရာပါပဲကျွန်တော်တရားမှာ dock တွေပါလာမယ် ပြဒီအသွင်းနဲ့အဟာမှာဒီ dot ကအသွင်းမယ် DJI ဆိုဆိုနည်းစာလေးပါလာမယ် power button ပါလာမယ်ဒါပါပဲအောက်က dot ကကြတော့ဒီမှာကျွန်တော်တို့ဒါလေးလေးတိတ်တိတ်လေးပဲဟော do not use မှာဒီ functional vision dot underwater ဒါဒီကလေးကတော့ underwater ဒီကင်မရာကအာရေအောက်ရေစိမ်ခံနိုင်တယ်ပေါ့နော်ဒီကောင်လေးကတော့ရေစိမ်မခံဘူးသူတတိပေးထားပါတယ် IP expose ဆိုတော့ ရေးစင်တာဘာညာတော့ပဲခံနိုင်ပါတယ်ဆိုတော့တကယ်လို့ရေထဲကိုပစ်ချရအောင်ပေါ့လှုပ်ချင်တယ်ရေထဲမှာရိုက်တဲ့အောင်လှုပ်ချင်တယ်ဆိုရင်တော့ဒီဟာလေးတစ်ခုကိုပဲသုံးသုံးရမှာပေါ့နော်ဒါလေးတစ်ခုနဲ့ပဲရပါတယ်ဒီမှာ may begin hot during use a white prolong control one name ပါပေါ့နော်ဒီကောင်လေးကိုကျွန်တော်ဝင်းမဖြစ်ခင်မှာရှောက်ကြည့်တော့လေနည်းနည်းပူတဲ့ပြဿနာလေးရှိရဆိုပြီးတော့တချို့ရေးထားရလဲတွေ့ရပါတော့အဲ့ဒါလေးကတော့ဘယ်လိုနေမလဲမသိဒီမှာ power cloud ပါလာမယ်ကျွန်တော်ဒီမှာ clip လေးပါလာမယ်ဒါကိုအဖြုတ်တက်လုပ်ဖို့အတွက် okay ဆိုတော့ဒါဘယ်လိုဖြုတ်อ่ะလွတ်လန်းအောင်ဖြစ်မယ်ဟုတ်တယ်ဒီမှာ type c ပေါ့ပါလာမယ်ဒါပါပဲဆိုတော့ဘလူးတက်ရတာလဲဆိုရင်ဒီမှာပါဟာဒါဖြုတ်အောင်ပေါ့နော် ဘလို့တက်ရတာလဲဆိုရင်ဒီမှာပါညုံ Okay ဆိုတော့ဒါဆိုကတ်သွားပါပြီဆိုတော့ကျွန်တော်ကပါဝါလေးတစ်ချက်ဖြန့်ကြည့်လိုက်ပါဘောနော်57 58%ဆိုဟွန်းပင်းစပီကာလည်းပါပဲစပီကာမှာပေါ့ထင်တယ်ကျွန်တော် English အဲ English skip Okay step ဟာကျွန်တော်တန်ဟိုလေးကိုတက်ခိုင်းနေကင်မရာဘတ်တန်ကိုပြောတယ်။ဟာဒါတော့တစ်ချက်နေကျွန်တော်ပါဝါအောင်နေပါဝါအဖိတ်ဟို record နေ record နေဖြစ်မယ်။ဒါတော့ modification နဲ့ dog ပေါ့နော် present hold to power on off the press one to ဒီဘက်ကတော့ record ကိုဒီအားနဲ့လည်းယူလို့ရလို့ဒီအားနဲ့လည်းယူလို့ရတယ်။ဒါတော့ long press နေထားမှာဆိုရင်ကျွန်တော် power on off ဒါ one click နေမှာဆိုရင် record of photo ပေါ့နော်။ set the size screen to operator ကျွန်တော်ဒီမှာ screen ကို gesture နဲ့ပညာဆွဲပြီးတော့ နည်းဖြစ်လို့ရမယ်ပြီးတော့ဒီမှာကာဘာကိုဘယ်လိုဖွင့်လို့ရလဲဆိုတာပြောပါမယ်ပြီးတော့ကျွန်တော်တို့ဒီမှာ export ဟောနော်ဒီမှာကျွန်တော်တို့ sd card slot လည်းပါလာပါဘောနော် sd card slot ဒီမှာထပ်ဆိုင်လို့ရမယ်ဆိုတော့ဒါပါပဲကျူတော့မယ်ဆိုတော့ဒီမှာမြင်ရပြီဘောနော်ကျွန်တော်ဒီမှာဆို white တာကတော့လုံးဝ ultra white ကြီးပေါ့နော်ကျွန်တော်ဒီမှာအပေါ်မှာဆိုရင်သူ့ရဲ့ mic နဲ့ချိန်တာပါ냐ပါလာမယ်ပြီးတော့ကျွန်တော်ဒီမှာ setting setting ထဲမှာ always on display ထားမှာ screen off one record record လုပ်နေတဲ့အချိန်မှာ screen print လာဘာညာ setting လေးပါလာရပါတော့ပြီးတော့ဒီမှာ lock ချဘာညာပါလာမယ်ပြီးတော့ဒီဘက်မှာကျွန်တော်ဆွဲလိုက်မယ်ဆိုရင် video photo ရိုက်မလား video ရိုက်မလား photo ရိုက်မလား slow mo time list ပေါ့နော်ဆိုတော့ဒါလေးပါမယ်ဒီဘက်ကဟုတ် okay ဘယ်ညာဆွဲရတူတူပဲကျွန်တော်အောက်ကနေဆွဲမယ်ဆိုရင်ကျွန်တော်ဒီမှာ resolution ကိုအဲ raw steady ထားမလားဟုတ်တယ်ဟုတ်တယ်ဒီမှာ ဒီမှာကျွန်တော် resolution 1080p 16:9 resolution နဲ့ resolution ရဲ့ ratio ရဲ့ဒီမှာရွေးလို့ရမယ် 4K 4:3အဲဒီမှာ frame per second ရွေးလို့ရမယ်ပြီးတော့ rosteady white ထားမလား rosteady ကိုပိတ်ထားမယ်ဆိုရင်ကျွန်တော် standard ထားမလားတိုက်တာရွေးလို့ရရပါတော့ဆိုတော့ကျွန်တော်ဒီမှာ16:9ဒီကိုတစ်ချက်ပြန်ထားလိုက်မယ်60 frame per second နဲ့ okay ဆိုတော့ဒါလေးကတော့ တော်လေးကလိလို့ကောင်းမှာထင်တယ်မျက်နှာရပန်းနေရောအစစ်အနေစတစ်လေးတစ်ချောင်းတော့တွေ့မှာထင်တယ်ဒီတိုင်းရိုက်တို့တော့တိတ်အဆင်မပြေတော့ကိုင်းရအရန်သေးသေးလွန်းတယ်ဆိုတော့ဒီမှာသူ့ရဲ့တခြားဟာလေးတွေပေါ့နော်ဒါလေးကိုဘယ်လိုတက်ရမလဲဆိုတော့ဒါလေးကဒီ dog ကိုတက်เสียမှာမလို့ဘူးဗျဒီတိုင်းနေဆွဲဖြုတ်နေပြန်ပြီဒီမှာအလုလုတယ်ပေါ့နော် အာဆက်ဒါလေးကဒီမှာကျွန်တော်တက်ရောင်းပါအင်းဒါလေးကဒီမှာတက်တာဟာလုံးလို့ရမယ်နောက်ပြီးတော့အတန်လိုက်နေကြတော့နည်းနည်းလေးဒိန်းတော့ဒိန်းကြဖြစ်နေမှာလို့ထင်တယ်ကျွန်တော်ကျွန်တော်ပြီးတော့ဒီမှာကျွန်တော်တို့ဒီမှာအော်တိုမှာတက်တဲ့ click ဒါလေးရှိမယ်ပြီးတော့နောက်ထပ်နီလန်တစ်ခုကိုကျွန်တော်ခုနကားမှန်နေပိုင်းမှာကတ်တာပါနော် ကျွန်တော်ဒီမှာကာဗွန်နဲ့နေမှာဟိုကတ်လို့ရတဲ့နေရာမှာကတ်တာပေါ့ဗျာပြောရမှာဆိုတော့အဲ့လေးနဲ့ကတ်လို့ရမယ်โอเคဆိုတော့ first impression အနေနဲ့ကတော့ကျွန်တော်ကဟိုမှာကန်တော့ကန်ကြီးခဲ့ဆိုရင်မဒီလိုမျိုးအသေးစိတ်ဆန်းခဲ့တာမဟုတ်ဘူးပေါ့နော်စိတ်ဝင်စားဖို့ကောင်းတယ်တော်တော်လေးကလေးလို့ကောင်းလောက်မယ်လို့ထင်တယ်ဆိုတော့သူ့ရဲ့တခြားဟွန်နင်းလေးကိုကျွန်တော်နည်းနည်းဖတ်ပြပေးမယ်ပေါ့နော်တကယ်လို့ဝယ်ဖို့စဉ်းစားနေတဲ့သူတွေရှိရဆိုရင်အထောက်အပံ့ပြအောင်ပါ အဲဒီမှာ200 minute extended battery life တဲ့ကျွန်တော် minute 200 record လုပ်လို့ရမယ် remote control အဲဒီမှာဒီဟာ dock နဲ့ဟာကိုသူပြောထားတာဗောနော် osmo audio နဲ့ drive microphone connection နဲ့ဆို osmo audio နဲ့သူချိတ်လို့ရမယ်10 meter waterproof camera အဲ camera တော့ကျွန်တော်ရေအောက်အနက်မှာ10 meter ဆိုပေ30လောက်ထိရတယ်ဒါပေမဲ့ dock vision dock ကတော့ကျွန်တော်တို့ ipx4 ပဲပါလာလိမ့်မယ် ြီးတော့ဒီနောက်ဘက်မှာဆိုတော့ကျွန်တော်ပါလာရတဲ့ဟာလေးရေးထားပါဗောနော်ပြဒီတခြားဘက်မှာသူ့ရဲ့ကင်မရာဆန်ဆာဆိုင်က1.1.3 inch sensor size ဆိုတော့ low light လို့ပါလို့ low light လောက်ဆိုရင်မစိုးလို့ပြောလို့ရတယ်အကယ်၍ကျွန်တော်ဒီမှာအာ143 degree wide နဲ့ရိုက်မယ်ဆိုလို့ရှိရင် 4K ကို60 frame per second နဲ့ရရဲ ultra wide ပေါ့နော်လုံးဝ ultra ultra wide ပေါ့နော်အဲ့မှာကျွန်တော် 10bit dlog m color performance ဆိုတော့ကျွန်တော်နေ color gradient ပါညာလောက်ချင်တဲ့သူတွေအတွက် 10bit နဲ့လည်းရိုက်လို့ရမယ်အဲ့ဒီတစ်ချက်ကြည့်အောင်အာ pad เนาะအတွက်ဟိုနည်းလေးရောပါသေးရဲ့အကက်ရှင်ဘတ်တန်ဘတ်တန်တို့ကျွန်တော်စိတ်ကြိုက်အဆိုင်ပြန်ထားလို့ရတာကိုယ်ရမနီကက်ရှင်မှုဒါတော့ display brightness ပါညာပေါ့နော် brightness နည်းနည်း short လာလိုက်မယ်ပြီးဒီဘက်မှာ nano ရဲ့ဒီမှာ storage ကိုပါယူရင်းမလဲလဲယူလို့ရမယ်ဟုတ်ပြီအမ်ပြီးတော့ဒီ setting ထဲမှာကျွန်တော် stabilization အနည်းနေပါညာကျွန်တော်ဒီမှာယူလို့ရမယ် တကယ် pro အနေနဲ့ပြောင်းလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က color ကို normal ထားမလား chroma effect ပါညာထားမလား okay ဟုတ်ပြီဆိုတော့ဒီ osmo nano လေးရဲ့ unboxing ကတော့ဒီလောက်ပါပဲအဲဒီကောင်လေးကတော့ကျွန်တော်အချိန်ကြာကြီးဆန်းဖြစ်မှာပေါ့နော်လောလောဆယ်သဘောကျပြီဆိုတော့ကျွန်တော်ဝယ်တောင်ဝယ်ဖြစ်လိုက်မယ်ထင်တယ်ဆိုတော့တကယ်လို့ဒီကောင်လေးနဲ့သိချင်တာရှိရင်လည်းကွန်မန့်မှာမပေးတော့လို့ရပါတယ်အဆုံးထိကြည့်ပေးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်